နော်အဲ့တော့မဟာမိတ်ဖွဲ့ကိုကမ်းလှမ်းတယ်သို့မဟုတ်သဘောမတူရင်တိုက်မယ်လို့ချိန်ရောက်တယ်အဲ့ဒါမျိုးကိုလူလူစေဝေးဘွားကြီး ਨੇ ဆုံးဖြတ်တယ်တိုင်းပြည်ရဲ့လုံခြုံရေးကိစ္စနော်တိုင်းပြည်ပြတ်သွားနိုင်တဲ့ကိစ္စကျွန်ဖြစ်သွားနိုင်တဲ့ကိစ္စအရေးကြီးတဲ့နိုင်ငံရဲ့လုံခြုံရေးကိစ္စကြီးကိုလူတို့တရားလုံးကိုင်းနဲ့ထွက်ပြီးဆုံးဖြတ်တယ်ဘယ်လိုလုပ်မလဲအဲ့ဒီပါရှားပရင်နဲ့ပေါင်းပြီးတော့ကြံတဲ့လူကိုလိုက်တိုက်မလားတို့မဟုတ်တို့လာရင်ငါတို့ကိုယ်တိုင်ဓာသွေးလှန်သွေးအသေးခံပြီးခုခံမလားအများသဘောနဲ့ဆုံးဖြတ်တယ် ဒါတိုင်းပြည်ရဲ့အရေးကိစ္စတော့လူတို့ကိုယ်တိုင်ပါဝင်ပြီးတော့လှုပ်တာဆုံးဖြတ်တာမူဝါဒချတဲ့ကိစ္စမှာလူတို့ကိုယ်တိုင်ပါတာเนาะအဲ့တော့အေး तू နဲ့တော့မလိုက်ဘူး तू ပြန်ပြီးခုခံမယ်ဆိုလို့ရှိရင်ကဲဟုတ်ပြီခုခံမယ်ဆိုဒီကောင်တွေခုခံနိုင်အောင်ဆိုတို့ဘာလို့ရမလဲစေတာစုဆောင်ရမလဲစေတာတော့တို့တို့ကဘယ်လောက်ရှိရတို့က1000တော့ရအောင်လုပ်ရမလဲ2000တော့ရအောင်လုပ်မလဲအဲ့တော့တရားကွက်ကဘယ်နှယောက်ဘာညာစသဖြင့်အဲ့ဒီဟာတွေဆက်ပြီးအကောင့်ထဲပို့ဖို့အစိတ်ပိုင်းတွေကစောစောကကျွန်တော်ပြောခဲ့တဲ့အချိန်မှာအုတ်ချွေးမှန်နိုင်လို့ခေါ်မဲ့အဲ့လို လောက်တကယ်လက်တွေ့စီမံခန့်ခွဲရမယ်အပိုင်းတွေဆောစောကလူတူကြီးလူတူအစည်းအဝေးပေါ်ကြီးကနေချထားတဲ့မူဝါဒကိုအကောင့်ထဲပေါ်ဖို့အတွက်ဖွဲ့စည်းပြီးတော့လုပ်ပေးရတယ်အဲ့လိုလုပ်တဲ့အခါမှာကိုယ်စလဲကိုယ်စလဲလေးတွေအဲ့ခါကျတော့ရွေးရတာပေါ့နော်လူ၄ငါးတောင်းတွေကနေပြီးတော့၁၀၀၂၀၀စသဖြင့်ဖြစ်အောင်ဒီလိုတဖြည်းဖြည်းနဲ့အလုပ်လုပ်လို့ရအောင်အဲ့ဒီကနေပြီးတော့၁၀၀၂၀၀စသဖြင့်နဲ့လုပ်လုပ်လို့ရအောင်ခွဲပြီးတော့ခိုင်းရတဲ့အခါမျိုးကျတော့ဘာလုပ်ရသလဲဆိုတော့သူတို့စီမှာ ကျွန်တော်တို့အခုပြောနေကျွန်တော်စောစောပြောနေဒီမိုကရေစီရဲ့အနှစ်အသာရလွတ်လပ်မှုရှိတယ်တန်းတူညီမျှမှုရှိတယ်တန်းတူညီမျှမှုကိုအင်မတန်မှအလေးထားတယ်အဲ့ဒီချိန်ကတန်းတူညီမျှမှုကိုအလေးထားတဲ့နေရာမှာဘယ်လိုထားတယ်လဲဆိုလို့ရှိရင်ဥပမာဒီကိစ္စတစ်ခုအတွက်ကိုလူတယောက်ကိုခိုင်းမယ်တာဝန်ပေးမယ်တို့အများကိုစားတာဝန်ပေးမယ်ဆိုရင်ဒီလူကတော့ဟာပညာသိတတ်တာပဲသို့မဟုတ်သူကငကိုတဲ့ချမ်းသာတော့သူကသူဒီလောက်ကိုဘယ်လိုလုပ်နိုင်စသဖြင့်ပေါ့နော် သူများနဲ့မတူတော့ကျန်းတဲ့ဘဲချင်းနေဘဲချင်းနေကြောင့်ဒီလူကတော့ပိုတင့်တော်တယ်ဒီလူကမတင့်တော်ဘူးဆိုတော့ခွဲခြားမှုမျိုးမလုပ်ဘူးအဲ့ဒီချိန်တော့ဂရိပြင်ပါဘာလို့လဲအားလုံးကဓာတ်နုပဲလို့သဘောထားတယ်ယူသွနေတဲ့လူကလွှဲကျန်းတဲ့လူအားလုံးဒီကိုတိုင်းပြည့်အရေးကိစ္စကို तू စဉ်းစားတတ်တယ်လို့ငါလည်းစဉ်းစားတတ်တယ် तू လောက်တတ်တယ်လို့ငါလည်းလောက်တတ်တယ်လို့သဘောထားတယ်အဲ့တော့ဘာလုပ်ကြလဲဆိုရင်အဲ့လိုတာဝန်ပေးရမယ့်လူကိုမဲတွေပါတွေရွက်ကောက်ပွဲတွေပါနေမယူမယွေးဘူးမဲနိုင်ပြီးရွေးတယ် ော့စောစောပြောတဲ့ကိစ္စကြီးအတွက်စစ်သားစုဆောင်တာတို့ကာကွယ်ရေးကိစ္စကြီးအတွက်တာဝန်ပေးဖို့အတွက်ကိုမျိုးတဲ့ဒီမျိုးနိုင်ငံအနေနဲ့လူတရားပါတဲ့အဖွဲ့ကြီးကိုတာဝန်ပေးမှဆိုရင်လူတရားရက်ွက်နဲ့ကျေးရွာတွေ90ရှိတယ်ဆိုတရက်ွက်သုံးမှုက2ယောက်သုံးမှုကျေးရွာတစ်ခုက2ယောက်အဲ့ဒါကိုဘယ်လိုရွေးသလဲအဲ့ဒီရက်ွက်မှာရှိတဲ့လူတွေအကုန်လုံးမဲနိုင်မဲနိုင်မဲပေါက်တဲ့လူ2ယောက်ကိုရွာလူတွေအကုန်လုံးမဲနိုင်မဲပေါက်တဲ့လူ2ယောက်စသဖြင့်လူတရားကိုအဲ့လိုရွေးတယ်အဲ့တော့ ကာကွယ်ရေးကိစ္စမှာလှုပ်ဆရာရှိရင်ဒီလိုလုပ်တယ်အုတ်ချုပ်ပုံမှန်လောက်ကင်တဲ့မှာအုတ်ချုပ်ရေးကိစ္စကို၆ရက်တန်သည်တစ်နှစ်တန်သည်အဲ့ဒီလိုပဲဓာတ်ွက်တေးရွာတွေသူတို့စင်ကြဘုံရွာတွေကနေပြီးတော့မဲနိုင်ပြီးတော့ရွေးပြီးအဲ့ပုဂ္ဂိုလ်လူတွေကိုခိုင်းတာပဲတာဝန်ပေးတာပဲနော်အဲ့တော့ကဒန်းတူညီမြသဘောထားတဲ့အတွက်ကြောင့်ဘာဖြစ်တယ်လဲဆိုလို့ရှိရင်အဲ့လိုဥပဒေပြုတဲ့နေရာအုတ်ချုပ်တဲ့နေရာ အုတ်ချွေပိုင်းမှာဆိုရင်အကြီးကဲသူများတိုင်းပြည်တွေကမင်းဆိုးရစာတွေပိုင်းနဲ့ဆက်ဆံမှာဆိုရင်အကြီးကဲတယောက်တော့လိုတယ်အကြီးကဲဆိုတာအခုခေတ်မှာဆိုသမရဆိုတဲ့နေရာမျိုးပေါ့နော်အဲ့တော့သမရကိုလည်းပဲစောစောအတိုင်းပဲမဲနိုင်ပြီးရွေးတယ်အုတ်ချွေပိုင်းအတွက်လူတသိန်းရှိတဲ့ထဲကနေရွေးလာတယ်တထောင်ရွေးလာတယ်တထောင်ရွေးတရာရွေးလာတယ်တရာတွေကမှအလှည့်နဲ့မဲနိုင်တရာတွေကမှမဲနိုင်ပြီးအလှည့်နဲ့လို့အဲ့တော့အဲ့ဒီချိန်တုန်းကဒီဂရိ ဒီမိုကရေစီကျင့်သုံးတဲ့အေသန်စ်လိုမျိုးမျိုးမှာလူတယောက်ဒီကံကောင်းလို့ရှိရင်သူတည့်ရတော့သမရဖြစ်တယ်နော်မဲပေါက်တယ်နေတနေ့ကသမရဖြစ်တယ်သမရဖြစ်ရင်ဘာလို့ ਆ ဆိုဆိုတိုင်းပြေလုံးသူခိုင်းနေတာတွေဘာတွေညာတွေဒီလိုခိုင်းနိုင်တာတော့မဟုတ်ဘူးနော်အဲ့ဒီလိုအဆောင်အောင်သမရအနေနဲ့သူကဆက်ဆံရတာတို့ဘာလို့ညာတို့စသဖြင့်လောက်ရတချို့ကိစ္စမှာသူကရှေ့ရနေဥဆောင်ပြီးသွားမှဆိုသူရှေ့ကသွားပေးရတယ်ကျန်တဲ့လူတွေကတော့အကုန်လုံးဓာတ်နုပဲဓာတ်နုပဲအဲ့ဒီကိစ္စမှာဒီတာဝန်အတွက်သာလေသမရလောက်ရတယ် ဲ့တော့တရားစီရင်တဲ့ကိစ္စတွေမျှတအောင်ဆိုပြီးတော့တရားစီရင်အရေးကြီးတဲ့ကိစ္စကြီးတွေအမှုကြီးတွေသေတံတို့ဘာတို့လောက်ထိပေးရမယ်အမှုကြီးတွေဆိုတရားသူကြီးကိုယာနဲ့ချီပြီးဖွဲ့တယ်နော်လူ200 300 400 500 500စသဖြင့်အဲ့မှာလူခွဲလိုက်လို့ရှိရင်မဲခွဲလိုက်လို့ရှိရင်ဒီတရေကြနေမှာဆိုလို့မဲခွဲရင်နှစ်ဖက်ညီနေမှာဆိုလို့200တယောက်နော်300တယောက်400တယောက်500တယောက်စသဖြင့်အဲ့လိုပါတဲ့လူစုကြီးနဲ့မဲခွဲပြီးဆုံးဖြတ်တယ်ဒီလိုဘယ်လိုအပြစ်ဒဏ်ပေးမလဲဆိုတဲ့ဟာမျိုး ဆိုချင်တာကဂရိပြည်မှာအရင်တုန်းကတိုင်းရိုက်ဒီမိုကရေစီစနစ်ဆိုတာကိုကျင့်သုံးတဲ့အချိန်တုန်းကတိုင်းသူပြည်သားတွေဒီတိုင်းပြည်ရဲ့အရေးကြီးတဲ့ကိစ္စတွေခုနကာကွယ်ရေးကိစ္စစီးပွားရေးကိစ္စကိုတိုင်းပြည်လာပြီးတော့ဘာရင်းညာတွေလာရောင်းချနေတို့တိုင်းပြည်ဒီတိုင်းပဲထိုင်ဝယ်နေမလားဒါမှမဟုတ်တို့တို့အခွန်တုပ်တွေပဲလို့ကောက်မလဲမကောက်ဘူးလေစသဖြင့်ဒီလိုဆုံးပြရတဲ့ကိစ္စတွေစီးပွားရေးကိစ္စဘာကိစ္စစသဖြင့်ပုံသွဲရေးကိစ္စအဲ့လိုဟာမျိုးတွေမှာလည်းလူအများပါဝင်ပြီးဆုံးဖြတ်တယ် ဆုံးကျင်တာဒီတိုင်းပြည်မှာကျင့်သုံးမဲ့မူဝါဒတွေဒီတိုင်းပြည်မှာထားမဲ့စည်းကမ်းကလနာတွေကိုအဲ့ဒီလူအလုံးပါဝင်ပြီးဆုံးဖြတ်ထားတယ်ဥပဒေတွေရေးထားတယ်ပြီးတဲ့နောက်အဲ့ဒါတွေကိုကင်တွဲဆောင်ရွက်ဖို့အတွက်ကိုလူတွေကိုလည်းပဲအရက်ထက်ကဘယ်သူဘဝမခွဲခြားမနဲ့ဒန်းလူညီမြမဲနိုင်ပြီးတော့မဲပေါက်တဲ့လူတွေအလှည့်ကျဆောင်ရွက်ပေးရတယ်နော်လူတိုင်းကတက္ကစုံတရားအတွက်မဲပေါက်နိုင်တယ်မဲပေါက်ပြီးတော့အဲ့ဒီသူမဲကြတဲ့တာဝန်ကိုထမ်းဆောင်ပေးရတယ်ဒါဒီလိုစုပေါင်းနေဖို့အတွက်အဲ့လောက်တော့လေဟိုကလောက်ရတယ် အဲ့ဒါမှလည်းဒန်းတို့ညီမစနစ်ကိုတကယ်ကျင့်သုံးရတယ်ရောက်နော်တရားစီရင်မှလည်းထိုနည်း၎င်းပဲအလှည့်နဲ့ပါဝင်ပြီးလုပ်ပေးရတာဒါတိုက်ရိုက်ဒီမိုကရေစီဖြစ်ဒီအခုလူတိုက်များလာတဲ့ခေတ်ကြီးကြတော့ဟာတဲကောင်းမလားနော်ညာငုံနဲ့တခြားစီပဲချက်ချင်းနေတယ်ဒီဝိုင်းနဲ့နီးလို့လားမသိဘူးနော် ဘာဝတန်ငွေတို့ဘာလို့ညာတို့ ਨੇ နီးလို့ငါ guest နေမှာအနိုင်ရတဲ့နေရာနာနေရလို့လားတော့မသိဘူးအဲ့တော့ဒီလိုမျိုးပြဒီလိုတိုင်းကြီးပြည်ကြီးတွေဖြစ်လာတဲ့ခါကျတော့လူတိုင်းလူတိုင်းဒီကိုတိုင်းပြည်ရဲ့အရေးကိစ္စတွေဆုံးဖြတ်တဲ့ခါမှာဝင်းနေထွက်ထွက်ပြီးဆုံးဖြတ်မနေနိုင်တော့ပဲနဲ့အခုခေတ်လောက်တယ်လို့ပေါ့နော်ကိုယ်စလဲလွှဲပြီးတော့လောက်ရတဲ့စနစ်ကိုကျင့်သုံးလာရတယ်နော်ဒါတူတူပြောမယ်ဆိုဒါကိုစားပြုဒီမိုကရေစီပေါ့နော် representative democracy လို့ခေါ်တယ်ကိုယ်စလဲတွေနဲ့ဒီရွာကိုယ်စလဲဘယ် ဒီရက်ကွက်ကကိုယ်စလဲစသဖြင့်ဒီမျိုးကကိုယ်စလဲဒါသိပါတယ်အားလုံးအခုခါလုံနေကျွန်တော်တို့တိုင်းမျိုးကအခုပြီးခဲ့တဲ့နှစ်နှစ်လောက်မှစမ်းသပ်ပြီးတော့လုံနေတဲ့စနစ်ပေါ့စမ်းသပ်တယ်ဆိုတာမဟုတ်ပါဘူးစပြီးတော့လုံနေတဲ့စနစ်ပေါ့နော်အဲ့တော့ကိုယ်စားပြုတဲ့ဒီမိုကရေစီကိုယ်စလဲတွေနဲ့သွားတဲ့ဒီမိုကရေစီအဲ့တော့ကျွန်တော်ကောင်းစင်မှာဒီမိုကရေစီနိုင်ငံနဲ့အာဏာမှန်နိုင်များလို့ပေးထားတယ်အာဏာမှန်နိုင်တွေခွဲထားတဲ့အကြောင်းကိုကျွန်တော်ပြောချင်တာပါကိုယ်စလဲတွေကိုလွှဲထားတဲ့အခါကျတော့ ဘာဖြစ်တယ်လဲဆိုကိုယ်စလဲတွေကိုဘာလွှဲထားတယ်လဲဆိုဘာအတ်အလိုက်ရတယ်လဲဆိုရင်အာနာအလိုက်ရတာကိုယ်စလဲတွေကိုပါဝါပါဝါအလိုက်ရတယ်ကျွန်တော်တို့ကလူတုကဒီမျိုးကလူတုဒီခရိုင်ကလူတုဒီကျေးရွာအုပ်စုကလူတုကိုယ်စလဲတွေကိုကိုယ်ကိစ္စတွေဆောင်ရွက်ဖို့အတွက်လုတ်ပိုင်ခွင့်အာနာတွေအလိုက်ရတယ်ဘာနဲ့တူတယ်လဲဆိုကျွန်တော်တို့စီးပွားရေး သမားတွေသို့မဟုတ်ကုန်ပစ္ဒီပစ္စည်းတစုံတရာပိုင်ဆိုင်တဲ့လူတွေကိုယ်ပစ္စည်းကိုမစီမံမခန့်ခွဲနိုင်တဲ့အခါမှာအဲ့ဒါကိုခန့်ခွဲဆောင်ရွက်ဖို့အတွက်ကိုတစုံတယောက်ကိုကိုယ်စလဲလွှဲစာနဲ့လွှဲလိုက်ရတာရှိတယ် general power တို့ special power တို့ဆိုတော့နော်အထူးကိုယ်စလဲလွှဲတာအထွေထွေကိုယ်စလဲလွှဲတာလွှဲလိုက်တယ်အထွေထွေရဲ့ကိုယ်ကိစ္စတွေအားလုံးသူပဲလို့ကိုယ်စလဲလွှဲလိုက်တာတိုင်းမလို့အားလုံးလည်းကြားမှုကြလိမ့်မယ်သတင်းစာတွေဘာတွေမှာတခါတလေပါပါလာတတ်တယ်နော် ဘနှုတ်ပေးထားတဲ့ကိုယ်စလဲလွှဲစာကိုဘယ်နည်းအစားယူရုပ်သိမ်းကြောင်းဆိုတဲ့ဥစားဘာကြောင့်လဲဆိုတော့ကိုယ်စလဲဆိုတဲ့လူကကိုကလွှဲအပ်လိုက်လို့ရှိရင်ကြာတော့ကိုပစ္စည်းကိုသူ့ပစ္စည်းကဲသို့သဘောထားပြီးရှောက်ပြီးတော့တုံးသွားတတ်တဲ့သဘောရှိနော်အဲ့တော့ကိုလုပ်ငန်းကြီးတခုကိုတစုံတစ်ယောက်ကိုလုပ်ပါစေမြေကဘလောက်ပဲပြိုင်နေအဲ့ကိစ္စမင်းစီမံခန့်ခွဲกว่าဆိုပြီးလွှဲထားလိုက်ပြီးကိုကနိုင်ငံခြားသွားနေဖြစ်ဖြစ်တခြားကိစ္စတခုကြောင့်တခြားဒီဘက်လှည့်မကြည့်နိုင်တာပဲဖြစ်ဖြစ်နေတော့တနေ့နေ့ကြာတော့မှလှည့်ကြည့် ပြန်ကြည့်တဲ့ခါကျတော့ကိုကိုစလဲလွှဲထားတဲ့ပုံကိုကြည့်ရတာအရင်ကလည်းမတူတော့တော့ကိုပြောင်ပြောင်လဲလဲနဲ့ကိုမစည်းနိုင်တဲ့ကားမျိုးတွေဝယ်စည်းပညာစသဖြင့်ပေါ့နော်ဒီလိုဖြစ်တဲ့ခါကျဟာဒီကောင်ဘယ်လိုလုပ်နေပါလဲငါပစ္စည်းတွေကုန်ပြီနဲ့တူတယ်ဆိုပြီးတော့အဲ့တော့မှလိုက်ပြောကိုစလဲလွှဲစားရုပ်သိမ်းရတာတို့ဘာလို့ရှိလဲအဲ့တော့အဲ့ဒီလိုပဲအခုကျွန်တော်တို့ကပစ္စည်းလွှဲတာမဟုတ်ဘူးအာဏာလွှဲတာနော်ကိုစလဲတွေကိုရွေးကောက်ပြီးတော့ပေးလိုက်တယ်ဆိုတာဘာလဲဆိုရင်တိုင်းသူပြည်သားတွေကနိုင်ငံသားတွေက နိုင်ငံသားတွေကကိုတို့အသီးသီးမှရှိတဲ့အာဏာကိုအဲ့ဒီလူတွေစီကိုစုစုပြီးတော့ပေးလိုက်တယ်ဟာနဲ့တူတယ်နော်အဲ့တော့ဒီမှာကျွန်တော်ဒီကနေ့ထွက်တော့ပြေကမန်ကရန်ထွက်တယ်လို့ဖြစ်တော့ကျွန်တော် မေ့လိုက်တယ်နော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတဲ့အဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့စာအုပ်နော်ထဲမှာလည်းရှိပါတယ်နော်ရည်ထားတာရှိတယ်ကျွန်တော်တို့2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာရည်ထားရှိတယ်အရင်တော့ဥပဒေတွေထဲမှာလည်းပါတတ်ပါတယ် နိုင်ငံတော်အာဏာကြီးမူလပိုင်ရှင်ဖြစ်တော့ပြည်သူများပါ냐ပါ냐ဆိုတာအရင်တော့ကလည်းခဏခဏပြောတာကြားဘူးလိမ့်မယ်နော်နိုင်ငံတော်အာဏာကိုမူလပိုင်ရှင်ဖြစ်တဲ့ပြည်သူများလက်သို့ဘာညာအနှင်းမယ်လို့ဘာလို့ပြောတာဒီကြားဘူးလိမ့်မယ်အဲ့တော့အခုလည်းပဲအခုဖွဲ့စည်းပုံ2008ထဲမှာလည်းရေးထားတယ်နိုင်ငံတော်အာဏာသည်နိုင်ငံသားတို့ထား၌တည်ရှိသည်ဆိုတဲ့စာသားတစ်ခုရှိပါတယ်နော်အဲ့တော့ နိုင်ငံတော်အာဏာဟာနိုင်ငံသားတွေမှာဘယ်လိုတည်ရှိတယ်လဲဆိုရင်ကျွန်တော်စဉ်းစားကြည့်ကျွန်တော်တိုင်းပြည်မှာလူကြီးတန်ပေါင်း60လောက်ရှိတယ်လို့ဆိုတယ်နော်အတိအကျတော့သကောင်စင်းကောက်မှာပဲထွက်လိမ့်မယ်နဲ့တူးတယ်နော်အဲ့တော့ကျွန်တော်တို့တယောက်ချင်းတယောက်ချင်းစီမှာနိုင်ငံတော်အာဏာရဲ့တန်း60ပုံတပုံစီရှိတယ်နော်ဒီလိုယူလို့ရတယ်အဲ့ဒါကိုကျွန်တော်တို့ရွေးကောက်ပွဲတွေဘာတွေမှာမဲပေးလိုက်တဲ့ခါကျတော့ကျွန်တော်တို့အာဏာတန်း60ပုံတပုံစီကိုအဲ့ဒီဟိုပုံကိုတယောက်ကိုဝိုင်းပြီးတော့ပေးလိုက်တာပဲ เนาะကျွန်တော်တို့နာကလူတွေကဒီလူပေးလိုက်တယ်စသဖြင့်ကျွန်တော်တို့ဟာသူစီရောက်သွားတယ်เนาะရောက်သွားတယ်ရောက်သွားတဲ့ခါကျတော့ဘာဖြစ်တယ်ကျွန်တော်တို့ပေးလိုက်တဲ့အာဏာတွေသုံးစွဲပြီးသူလှုပ်လှုပ်တာပဲเนาะကျွန်တော်တို့ဝိုင်းပြီးတော့ပေးလိုက်တဲ့အတွက်ကြောင့်အာဏာရသွားတဲ့ပါတီရှင်းအောင် ပြောမစို့အာဏာရသွားတဲ့ပါတီအဖွဲ့အစည်းတွေသူကဥပဒေပြုတဲ့နေရာမှာသူ့လူတွေများတဲ့ခါသူတို့ကြိုက်တဲ့ဥပဒေတွေသူပြုတယ်ပြုတဲ့ခါကျတော့ဥပဒေတွေပြတ်ထန်းတယ်ပြတ်ထန်းတဲ့ခါကျတော့ကျွန်တော်တို့ဖြစ်စေခြင်းတဲ့ဟာတွေဖြစ်ချင်မှဖြစ်တယ်တခါတလေ နော်အဲ့တော့ကျွန်တော်တို့ကအာနာကိုသူ့လွှဲပေးလိုက်တယ်လွှဲပေးလိုက်ပြီးတဲ့အခါကျကျွန်တော်တို့တွေလှုပ်သလားမလှုပ်ဘူးလား तू လှုပ်ချင်တာတွေ तू လှုပ်နေသလားကျွန်တော်တို့ကစောင့်ကြည့်ဖို့လိုတယ်နော်စောင့်ကြည့်ဖို့လိုတယ်လိုက်ပြီးထိန်းကြောင်းပေးဖို့လိုတယ်အဲ့တော့ဒီမိုကရေစီနိုင်ငံရဲ့စနစ်ထဲမှာအာနာလေးကိုခွဲခြားထားတဲ့စနစ်ရှိတယ်စောစောပြောခဲ့တဲ့ဥပဒေပြုမှန်တိုင်းဒါမှမဟုတ်ဥပဒေပြုအာနာအုတ်ချွေးအာနာတရားစီရင်အာဏာတွေဆိုပြီးအာဏာကို၃ရက်ခွဲထားတယ်ဆိုတော့ရှိတယ်ကျွန်တော်တို့အခု၂008ဖွဲ့စည်းပုံထဲမှာဆိုရင်လည်းပဲ အာနာကိုနိုင်ငံတော်ကြီးအာနာတွေကိုအာနာတွေကိုအဲ့ဒီလိုကန္တာသုံးခုခွဲထားပြီးတော့အပြန်လန်ထိန်းကျောင်းမှုပြုစေတယ်ဆိုတဲ့စနစ်ဒါရှိတယ်နော်အဲ့တော့သတင်းစာတွေဖတ်တဲ့လူတွေဆိုတွေ့လိမ့်မယ်အာနာတွေကိုအပြန်လန်ထိန်းကျောင်းတာဘယ်လိုလုပ်သလဲနော်လွတ်တော်တွေအစိုးရဖွဲ့တွေနော်တရားသူကြီးတွေကတော့ထားပါတော့အုတ်ချွေပိုင်းနဲ့ဥပဒေပြုတဲ့အပိုင်းနဲ့အပြန်လန်ထိန်းကျောင်းမှု ဆိုတဲ့စနစ်ကိုသတင်းစာတွေဖတ်တဲ့လူတွေပြီးခဲ့တဲ့လတွေမှာလွတ်တော်တွေကိစ္စတွေဖတ်တဲ့လူတွေသိလိမ့်မယ်လွတ်တော်တွေမှာလွတ်တော်ကိုယ်စားလှယ်တဲ့ခေါ်ခေါ်ပြီးတော့မေးတယ်ကျမ်းမာရေးဝန်ကြီးကလာပြီးဖြေရတယ်ဟုတ်ကဲ့အဲ့ဒီဆေးရုံကြီးကတော့ဟိုဘယ်လိုဘယ်လိုအကြောင်းကြောင့်ကျွန်တော်တို့တေချာပြည့်စုံမလုပ်နိုင်သေးပါဘူးဟုတ်ကဲ့ကျွန်တော်တို့စူးစမ်းပါမယ်ဆိုတဲ့မျိုးလာဖြေရတယ်ဘယ်နာကလမ်းကြီးတရားကြီးကတော့ထိုးမလို့ထိုးမလို့နဲ့ဘယ်တော့ကြာနေပါပြီအဲ့ဒါကိုဘယ်တော့ထိုးမလဲဆိုတဲ့ဟာကိုဖြေပေးပါဆိုတော့အဲ့ဒီဆောက်လို့ရေးလမ်းတရားတို့ဘာတို့ကဆိုင်တဲ့တာဝန်ရှိတဲ့ပုဂ္ဂိုလ်ကလာပြီးဖြေပေးရတယ်အဲ့ဒါက ဒီလူတွေကခိုင်းထားတဲ့အလုပ်တွေကိုသေးသေးချာချာလှုပ်သလားမလှုပ်လားလူတူးရဲ့ကိုယ်စားလှယ်ကနေပြန်ပြီးတော့မေးရတာအဲ့ဒါကိုအပြန်လန်ထိန်းကျောင်းနေဆိုတဲ့သဘောမျိုးဒီလူကိုအာဏာတော့ပေးထားပြီအဲ့ဒီအာဏာကိုမှန်မှန်ကန်ကန်ကျင့်သုံးသလားမကျင့်သုံးဘူးလားဒီဘက်ကအစုကိုမေးခိုင်းမြန်ခိုင်းစစ်ကြောခိုင်းတယ်အဲ့တော့စာဒီဖွဲ့စည်းပုံစာတို့ဘာတို့ဖတ်ကြည့်တဲ့လူဆိုသိလိမ့်မယ်တေချာမလုပ်လို့ရှိရင်အဲ့ဒီပုံကိုယ်တွေကိုဒီဘက်ကမှန်နိုင်တစ်ခုကပုံကိုယ်တွေကတာဝန် ဒီကြစ်ပြောင်းမလုံနိုင်ဘူးအရေးချင်းမရှိဘူးအရေးချင်းပြတ်ရွံ့နေဆိုပြီးတော့ဆွတ်ဆွဲပြစ်တင်နေဆိုတာလုံနိုင်တယ်ဆွတ်ဆွဲပြစ်တင်ခြင်းခံရလို့ရှိရင်အဲ့ဒီတိုင်းဆုံးဖြတ်တယ်ဒီပုဂ္ဂိုလ်ကအဲ့ဒီတိုင်းပဲဒီချုံရွံ့နေနော်တာဝန်မကျေဘူးအရေးချင်းမရှိဘူးလို့ဆုံးဖြတ်ခံရလို့ရှိရင်အဲ့ဒီຢာတို့ကနေဖယ်ရှားခံရလိမ့်မယ်အဲ့တော့ကျွန်တော်တိုင်းပြည်ရဲ့အာဏာမဏိနေခွဲခြားထားပြီးတော့ထိမ့်ချုပ်တဲ့စနစ်အပြန်လန်ထိမ့်သိမ်းတဲ့စနစ်ရာဆိုရင်ဘလောက်ထိလုံနိုင်တယ်လဲဆိုရင်ဖွဲ့စည်းပုံခြေခံဥပဒေစာအုပ်ထဲမှာလိုက်ဖတ်ကြည့်လို့ရှိရင်သိလိမ့်မယ် အုတ်ချွေပိုင်းရဲ့အကြီးကဲအုတ်ချွေပိုင်းဆိုတာတမရကနေပြီးတော့ဟိုကျေးရွာရက်ွက်အုတ်ချွေမှုတွေအထိသွားတယ်ဝင်းကြီးဖွဲ့တို့ဘာတို့ညာတို့စသဖြင့်နော်အုတ်ချွေပိုင်းရဲ့အကြီးကဲဖြစ်တဲ့တမရကိုအရေးချင်းပြည့်ရွှင်းတယ်လို့ဆွဆွဲပြစ်တင်ခြင်းခံရလို့ရှိရင်လွတ်တော်ကနေပြီးတော့ပြည့်ရွှင်းတယ်လို့ဆုံးဖြတ်လို့ရှိရင်ယာတို့ကနေရုပ်သိမ်းလို့ရတယ်နော်ဖယ်ရှားလို့ရတယ်နော်ဒါထိမ့်သိမ့်တာအုတ်ချွေပိုင်းကိုဥပဒေပြုပိုင်းကနေဒီလိုထိမ့်သိမ့်နိုင်တာ ဥပဒေပြုပိုင်းကလည်းပဲဥပဒေတွေပြုတယ်ဆိုတဲ့အခါမှာတို့တို့လူတစုကသဘောတူပြီးတော့လူတစုဆိုတာအဲ့ထက်မှလူများတဲ့လူတစုကအင်အားများတဲ့လူတစုကနေပြီးတို့ကြိုက်တဲ့ဥပဒေတွေထပြီးတော့လုံလာလို့ရှိရင်ဒါဆိုရင်လည်းသူလုံတာကင်တာမှားလာပြီးလွန်ကျွန်းလာပြီးဆိုရင်ဘယ်ဟာနဲ့လွန်ကျွန်းတယ်ဆိုတော့ဘယ်ဟာနဲ့တိုင်းတာတယ်လဲဆိုရင်ကျွန်တော်စောစောကျွန်တော်ခုနကပြောတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဒီတိုင်းပြည်လုံးကတိုင်းသူပြည်သားတွေသဘောတူထားတဲ့အချက်တွေဆိုတော့အတိတ်ပဲတက်ရောက်တယ်နော်ဒါပါတော့ အဲ့ဒီတိုင်းပဲဆိုတော့အဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပြထားပြဋ္ဌာန်းထားတဲ့အချက်တွေနဲ့မညီညွတ်တဲ့ဥပဒေမျိုးကိုသူတို့ကနေထပ်ပြီးပြဋ္ဌာန်းနေဆိုရင်ဒီလူတွေကတော့ဖွဲ့စည်းပုံနဲ့မညီတဲ့ဥပဒေကိုပြဋ္ဌာန်းနေပြီဆိုပြီးသူတို့ကိုပြန်ပြီးတော့သူတို့ကိုတာဝဝေဖန်ထောက်ပြလို့ရတယ်ဖွဲ့စည်းနော်တရားရေးပိုင်းကပုဂ္ဂိုလ်တွေကဝေဖန်ထောက်ပြလို့ရတယ်တမှန်းနေပြီဆိုကန့်ကွက်လို့ရတယ်နော်အဲ့တော့အဲ့ဒီလိုအငင်းအခုံတွေဖြစ်လို့ရှိရင်တော့ကဘယ်လူတွေကဘယ်လိုဖြစ်ရှင်းရတယ်လဲဆိုရင် သတင်းစာဖတ်ခဲ့တဲ့လူတွေသိပါတယ်ပြီးခဲ့တဲ့နှစ်ထဲမှာအုတ်ချွေးမှန်နိုင်တဲ့ဥပဒေပြုမှန်နိုင်တဲ့အပြန်လန်ထိန်းချောင်းချင်းပြုဟာနေပြီးတော့ဟာအငင်းခုံတွေဖြစ်တော့ဘလူကဖြည့်ရှင်းရတယ်လို့ဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဆိုတာရှိတယ်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာအခြေခံပြီးအငင်းပွားတဲ့ကိစ္စတွေဆိုရင်အဲ့ဒီခုံရုံးကဖြည့်ရှင်းပေးရတယ်နော်အဲ့တော့ကျွန်တော်တို့နိုင်ငံရဲ့အာဏာမှန်နိုင်ချင်းချင်းအပြန်လန်ထိန်းချောင်းတဲ့စနစ်မှာဒါတို့တို့ဒီအဓိကကြတဲ့နေရာပါတာပေါ့နော်အဲ့တော့ အာနာမနိုင်ချင်းချင်းအပြန်လန်ထိန်းကျောင်းတဲ့စနစ်ကိုပြီးခဲ့တဲ့တနည်းနည်းမှာကျွန်တော်တို့ကစမ်းသပ်ပြီးတော့လက်ကျင်ပြီးလှုပ်တဲ့အခါမှာတိတ်ကျဉ်းသားမရသေးတဲ့အခါကျတော့သတင်းစာဖတ်ခဲ့တဲ့လူတွေသိပါတယ်အဲ့ဒီဖြည့်ရှင်းပေးရမယ်ခုံသမารိတရားသူကြီးဖြစ်တဲ့ဖွဲ့စည်းပုံခုံရုံတယုံလုံးနှုတ်ထွက်သွားတယ်နော်ဒီလိုဖြစ်တာ ਈ တော့ရှိသဘောကတော့ကျွန်တော်တို့ဒီရန်နေရာကြီးကနော်စမ်းသပ်ရင်လှုပ်ရင်ကန်ရင်တခါတလေတချို့ဆိုင်ရန်နေရာကြီးတွေဆိုရင် စမ်းပြီးတော့လဲကြည့်တခါအစင်မပြေတနေရာတွေကအများကြီးပူလာပြီးအဲ့ဒီနေရာပဲ့သွားတာတို့ပြတ်သွားတာတို့ပေါ့နော်ဒီလိုသဘောမျိုးဖြစ်တာပေါ့နော်ဒါပါတော့ဒါအလင်းသင်တို့ပြောသွားတာပါအဲ့တော့ကျွန်တော်တို့ကကိုယ်စလဲတွေကိုအနာလွှဲပေးလိုက်တယ်ပေးလိုက်ပြီးတဲ့အခါကျတော့အဲ့ဒီကိုယ်စလဲတွေဒီကျွန်တော်တို့ပေးလိုက်တယ်ကျွန်တော်တို့ပြည်သူလူထုကိုစားမှန်မှန်ကန်ကန်ဆောင်ရွက်ခြင်းရှိမရှိနော်ရှိအောင်လို့သိကြအောင်လို့နော်တလွဲတချော်တွေမလုပ်အောင်လို့အပြန်အလှန်ထိန်းကြောင်းခိုင်းထားရတာတွေရှိတယ် နော်အဲ့ဒီအပြန်လန်ထိန်းချောင်းတဲ့စနစ်လှုပ်ပေးထားတယ်ဟိုစောစောပြောခဲ့တယ်မြားထုံးဆိုင်အရာဆိုရင်မန္တိုင်း၃ခုခွဲပြီးတော့အပြန်လန်ထိန်းချောင်းခိုင်းထားတယ်ဒါပေမဲ့လို့ဘာပြန်စဉ်းစားလို့ရတယ်လဲဆိုရင်အကယ်၍ဥပဒေပြုမန္တိုင်းအုတ်ချွေးမန္တိုင်းတရားစီရင်မန္တိုင်းမန္တိုင်း၃ခုအာဏာကိုခွဲပေးထားတယ်ခွဲပေးထားတဲ့ကောင်အဲ့ဒီမန္တိုင်း၃ခုကအပြန်လန်ညှို့ပြီးတော့သို့မဟုတ်သဘောတူညီချက်တွေရပြီးတော့ကောင်းပြီ မင်းမန်တိုင်ကကိစ္စမင်းအာနာကိစ္စမင်းကြိုက်တယ်လို့ကျင်သုံးငါတို့ကိစ္စလာမပြောနဲ့ငါလဲငါအစိတ်ပိုင်းမှာငါလုံးမယ်မင်းလဲမင်းစိတ်ပိုင်းမှာမင်းလုံး तू လဲ तू စိတ်ပိုင်းမှာ तू လုံးစေဆိုပြီးအဲ့ဒီအာနာရထတဲ့အစုတွေသည်သဘောတူညီပြီးတော့နော်ကိုအာနာကိုကိုဖွဲ့ပြီးတော့နော်ကြိုက်တယ်လို့အဲ့ဒီနေရာမှာလှုပ်ချင်တယ်လို့လှုပ်သွားလို့ရှိရင်ကြတော့ဘာဖြစ်မလဲဆိုရင်ကျွန်တော်တို့လူတူကစောစောကိုပေးထားတဲ့ general power special power ပေးထားတဲ့လူကအလွဲသုံးစားလောက်တာခံရတယ်လို့နော်ကျွန်တော်တို့ခံရလိမ့်မယ် နော်အဲ့တော့အာနာမဏိ၃ရက်ကတရက်စီကွဲပြားပြီးတော့တယောက်ကိုတယောက်အနှောင့်အယှက်မပေးဘဲနဲ့လွတ်လွတ်ကျွတ်ကျွတ်ထင်ရဆိုင်နေဒီမိုကရေစီမဖြစ်ဘူးနောက်တစ်ခါအာနာမဏိ၃ရက်ခွဲထားပြီမယ်လို့မဏိ၃ရက်ထဲမှာတရက်တီပို့ပြီးတော့အားကောင်းနေတယ်အားကောင်းပြီးကျန်တဲ့မဏိတွေကိုလွှမ်းမိုးနေတယ်ဆိုလို့ရှိရင်ဒီမန်နိုင်၃ရက်ခွဲထားရမလို့ဒီမန်နိုင်ကပဲဥဆောင်ပြီးတော့လုံနေတဲ့သဘောမျိုးဖြစ်နေမယ်ဒီမန်နိုင်ကပဲအာနာကို ်ဥဆောင်ကျင့်သုံးတဲ့သဘောမျိုးဖြစ်နေမယ်အဲ့လိုဖြစ်လာလို့ရှိရင်အဲ့ဒီမန်တိုင်မှာရှိတဲ့ဥဆောင်နေတဲ့ပုဂ္ဂိုလ်အစုအစည်းရှိလာလိမ့်မယ်အဲ့ဒီအစုအစည်းရှိလာရင်အဲ့ဒီထဲမှာပို့ပြီးတော့ဩဇာအလွမ်းမိုးဆုံးပုဂ္ဂိုလ်တယောက်ရှိလာလိမ့်မယ်အဲ့ဒါဆိုရင်တဖြည်းဖြည်းနဲ့ဒီအာနာမန်တိုင်ကနေပြီးတော့တဘိုးကြည်လာသလိုမန်တိုင်တွေကတယောက်တည်းတဘိုးကြည်လာပြီးနောက်ဆုံးအာနာရှင်စနစ်သဘောမျိုးတက်ရောက်နိုင်တယ်နော်အဲ့တော့ဒီမိုကရေစီဆိုပြီးတော့ရွေးကောက်ပွဲတွေဘာတွေနဲ့ ရွေးချယ်ပြီးတော့နော်ဒီလူတို့ကနေရွေးပေးလိုက်တယ်ရွေးပေးလိုက်ပြီးတဲ့နောက်မှာအဲ့ဒီပေးလိုက်တဲ့အာဏာကိုနောက်ကနေလိုက်ပြီးတော့စောစောစနစ်တွေနဲ့မထိန်နိုင်လို့ရှိရင်တဖြည်းဖြည်းနဲ့ဒီမိုကရေစီလို့ဒီလိုအများဆန္ဒနဲ့တက်လာသလိုကနေပြီးတော့အာဏာရှင်စနစ်စီကိုရောက်သွားတာမျိုးတွေလည်းရှိတယ်နော်အထင်ရှားဆုံးဥပမာပေးရမယ်ဆိုလို့ရှိရင်ကမ္ဘာမှာအလုံးသိကြတဲ့အာဏာရှင်ဟစ်တလာနော်ဂျာမနီအာဏာရှင်ဟစ်တလာစတက်လာတော့ရွေးကောက်ပွဲနဲ့တက်လာတာနောက်တော့မှ ာဏာရှင်ဖြစ်သွားတယ်နော်အခုဒီကနေ့ရုရှားပြည်မှာရုရှားပြည်မှာဘုသမရဖြစ်နေပူတင်နော်သမရလုပ်တယ်ဖွဲ့စည်းပုံခြေကံဥပဒေအရသမရတက်တန်းကုံသွားပြီးပြည့်သွားပြီးဆိုရင်ဝင်းကြီးချုပ်ပြောင်းပြီးလုပ်တယ်လုပ်ပြီးတဲ့အခါကျနောက်တစ်ချိန်ဘုသမရပြန်လုပ်တယ်နော်ဒီမိုကရေစီလိုလိုပါလိုလိုကနေပြီးတော့တဖြည်းဖြည်းအဲ့ဒီအာဏာရှင်ဆန်ဆန်ဘက်ကိုရွေ့သွားတယ် အဲ့တော့အဲ့လိုမဖြစ်အောင်ဆိုရင်စောစောပြောတဲ့အာဏာတွေကိုခွဲခြားထားတဲ့စနစ်ရှိပြီးတော့အဲ့ဒါကိုထိန်းချုပ်တဲ့စနစ်ရှိရတယ်။သို့တော့ခုနကပြောသလိုခွဲခြားထားပြီမလို့ကိုယ်စလဲတွေကိုဒီလိုခွဲပြီးတော့လွတ်ပေးထားတယ်လို့ရှိရင်အဲ့ဒီကနေပြီးတော့တဖြည်းဖြည်းနဲ့အာဏာရှင်မဟုတ်တော့မှနော်အဲ့ဒီကိုယ်စလဲတွေကအာဏာနဲ့ PCB အုပ်စိုးတဲ့စနစ်မျိုးကတော့ရောက်သွားတာကြပဲ။အဲ့တော့ဒီလိုမဖြစ်အောင်ဆိုရင်အာဏာခွဲတာကို၃ရောက်တည်းခွဲလို့မဖြစ်ဘူး။ တုံးစုရဲခွဲလို့မဖြစ်ဘူးဒီတမကဖြန့်ပြီးခွဲဖို့လိုတယ်ဆိုတဲ့သဘောထားရှိလာနော်အဲ့တော့ကျွန်တော်အာနာခွဲတဲ့အကြောင်းတွေကိုပြောမယ်ဆိုလို့ရှိရင်နည်းနည်းလေးတော့တန်ကြီးခံပြီးနားထောင်ကြပါဦးနော်အာနာကိုခွဲဝေတဲ့နေရာမှာအမျိုးစနစ်အမျိုးမျိုးရှိတယ်နော်မျိုးစုံနဲ့ခွဲရတယ်တိချက်အချိန်နဲ့ခွဲတာရှိတယ်အချိန်ဆိုတာအချိန်ကာလတက်တမ်းပေါ့နော်တချို့တိုင်းပြည်တွေမှာ လေးနှစ်စီအာနာပေးထားတယ်ဒီလူတွေဟုတ်ပြီကိုယ်စလဲတွေအာနာရတယ်ဒါပေမဲ့လေးနှစ်ရတယ်ကျွန်တော်တိုင်းပြမှာတော့ငါးနှစ်ပေါ့နော်ငါးနှစ်ပေးလိုက်တယ်အချိန်နဲ့ပေးထားတာငါးနှစ်ပြည့်တဲ့အခါကျသူပြန်စမ်းတက်ပြီးတော့ဆက်ပေးရင်ပေးမယ်မပေးရင်မပေးဘူးနောက်တူပြောင်းပေးမယ်တဘောကတော့အာနာကိုခွဲဝေတဲ့နေရာမှာဒါကျွန်တော်ကတော့အချိန်နဲ့ခွဲတယ်လို့ကျွန်တော်ကဒီဒီလိုပြောချင်တယ်နောက်တစ်ခါအာနာကိုခွဲတဲ့ခါမှာကန္တာနဲ့ခွဲတယ် ကန္တလိုက်ခွဲတယ်ခုနပြောတဲ့အုတ်ချွေပိုင်းဥပဒေပြုတဲ့ပိုင်းတရားစီရင်ပိုင်းဆိုပြီးတော့ကန္တနဲ့ခွဲပေးထားတယ်အလုံးစုံတယောက်တည်းလက်ထဲမှာသို့မဟုတ်တစ်ဖွဲ့တည်းလက်ထဲမှာဥပဒေလည်းပြုစီမံခန့်ခွဲတဲ့လို့ရောစီရင်တဲ့လို့ရောသူတို့လက်ထဲထည့်ပေးထားလို့မဖြစ်ဘူးတချို့နေရာတွေမှာသတိထားကြည့်ရင်သိလိမ့်မယ်အဲ့ဒီလူတွေဒီဥပဒေစည်းကမ်းတွေလည်းထုတ်နေတယ်အဲ့ဒီဥပဒေစည်းကမ်းအတိုင်းလောက်သလားမလောက်လားဘူးဆိုပြီးတော့လည်းလူတွေကိုလိုက်ကြည့်နေရှိတယ်မမညှို့ဘူးလို့ထင်သူကပဲပြစ်ပေးတယ်အရေးယူတဲ့ဟာကိုလုံနာရှိတယ် အဲ့ဒါကအာနာ၃မျိုးစလုံးကိုလူတယောက်တည်းတစုတည်းသို့မဟုတ်ယုံတယုံတည်းလက်ထက်ကိုထည့်ထားတာအဲ့ဒါဆိုရင်ဒီမိုကရေစီနီးမကြဘူးနော်ဒီမတူတဲ့အမျိုးအစားသုံးကိုဖွဲ့ကြထားရလိမ့်မယ်နော်ဖွဲ့ကြထားတဲ့စနစ်ရှိရလိမ့်မယ်ပြီးတဲ့နောက်ဒေသလိုက်ခွဲပြီးတာရှိတယ်နေရာလိုက်နေရာဒေသပေါ့နော်နေရာဒေသရခွဲပြီးတာရှိတယ်ဘဟုနေဒေသန္တရ သို့မဟုတ်ကျွန်တော်တိုင်းပြည်မှာဆိုပြည်ထောင်စုအစိုးရနဲ့တိုင်းဒေသကြီးအစိုးရပြည်နယ်အစိုးရတွေကိုပိုင်းအုပ်ချုပ်ခွင့်ရတိုင်းဒေသစသဖြင့်ဒေသကိုပိုင်းအုပ်ချုပ်ခွင့်ရတိုင်းစသဖြင့်အဲ့လိုသူ့နေရာမှာသူသူ့အာဏာနဲ့သူပဲရောက်တဲ့ဟာမျိုးဖွဲ့ပေးထားတယ်အဲ့ဒါလည်းကွဲပြားဖို့လိုတယ်မကွဲပြားလို့ရှိရင်နော်ဘဝအာနာအစဉ်စဉ်အောက်ဆုံးအထိသွားတယ်ဆိုလို့ရှိရင်တည့်ရအကုန်လုံးသွားနေတယ်ဆိုလို့ရှိရင်ပြည်သူလူတွေရဲ့သဘောဆန္ဒတွေဒီအဲ့ဒီ စီမံတဲ့ကိစ္စတွေကပါမလာတော့ဘူးပြည်သူလူထုနဲ့စီမံတဲ့လူနဲ့အယံဝေးနေလို့ရှိရင်ပြည်သူသဘောဆန္ဒတွေမပါတော့ဘူးမပါတဲ့ခါကျဘာဖြစ်မလဲဆိုဘူရိုကရေစီအုပ်ချုပ်ရေးခေါ်တဲ့ထိတ်ဆုံးကပုံကိုယ်တွေကခိုင်းတဲ့သူတို့ရဲ့မင်းဆိုးရစာအဆင့်စရာတွေဆက်ပြီးတော့စီမံဆောင်ရွက်တဲ့စနစ်မျိုးဖြစ်သွားတယ်အဲ့ဒါဆိုရင်ဒီမိုကရေစီမဟုတ်ဘူးဒီမိုကရေစီသဘောမသက်ဝင်ဘူးဒီမိုကရေစီသဘောသက်ဝင်အောင်ဆိုလို့ရှိရင်လူထုရဲ့သဘောဆန္ဒတွေသည်လူထုရဲ့အရေးကိစ္စတွေဆောင်ရွက်တဲ့နေရာအတိုင်းမှာပါဝင်ရမယ် တတ်နိုင်တဲ့လောက်အများဆုံးပါဝင်အောင်လုပ်ရမယ်